ားလုံးမင်္ဂလာပါဒီနေ့မှာတော့ဒီလိုမျိုးဒီလိုမျိုး double exposure effect တွေကို project CS search မှာဘယ်လို area မျိုးဆိုတာတွေ့ကြပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော် project CS ကိုပြန်လိုက်မယ်ဒီအခါကျရင်ကျွန်တော် final year လို့ project open မယ်ပေါ့နော်ဒါကြတော့ကျွန်တော်ဒီ permission ရေးပြီးတော့ open လိုက်ပါမယ်အဲ့ဒီဆိုရင်ကျွန်တော်ကညပြီးတော့ဒီပုံရဲ့အပေါ်မှာချက်မဲ့ပုံတစ်ပုံတည်းကျွန်တော် open လုပ်မှာပေါ့နော်ဆိုတော့ final နေ open လဲတည်တည်တော့ okay tiren tiru bun bun ya da risu un cha ti pong lo chuno wa ni pe lo ti da ka ko me ngan cha ya bo no so cha wa ni mu tu o ju da ne ju de ka den de wa ri shui bi de lo ma ko phi soe bi de lo chi pa the o lan cha lo no okay da is in jan wa ni lo ya no ti lo ya da bi so yin cha u ga di pong lo cha che me bo no che ka jan cha wa s h i k i u p i jame s h i k i u p i b i d o na che ba me t a g e lo jnaru wa ni bi s h i k i u ma p i r ne che lai me so wu nyin bon di bo myo mun ni nya che twa nai na ba no a ja ma jnaru s h i k i u nei bi de ro jnaru a p i s r ba ya okay ဒါဆိုရင်တော့ရပါပြီဆိုတော့ဒီ တို့ရတဲ့ဝေစံကျွန်တော်က၄ရာကိုချက်ကြည့်မှာပေါ့နော်တကယ်လို့မို့ကြည်ထဲမှာ၄ရာဆိုတော့ဘောက်ဆိုရင်ဝင်းဂိုရန်ဒီပဲကျွန်တော်ကျွန်တော်ကဒီ clear ပေါ့နော် clear ကိုကျွန်တော်လေးတဲ့ဆိုရင်ကျွန်တော်တို့မှာ clear ပန်နေကြတာပေါ့နော်ဆိုတော့ဒီကျွတ်ဒီချက်မှာဆိုရင်၄ရာ background ၄ရာရှိရကျွန်တော် clear one ဆိုရင် shipping ၄ရာရှိရပေါ့ဆိုတော့ကျွန်တော်ကဒီပေါ့ဒီ clear one ကိုကျွန်တော် background ၄ရာမှာထပ်မှာပေါ့နော်ဆိုတော့ clear one ကိုကျွန်တော်တို့ကတစ်ချက်ကတည်းကထားမယ်ပြထားပြီးဒီဘက်မှာဆိုရင်ကျွန်တော် branding mode ဒီပါရပေါ့နော် ဆိုအဲ့ branding movie တွေမှာဆိုရင်ဟိုကနေပြီးတော့ likeness ကိုပါရွှေ့လိုက်မယ်ဒီဟိုရွေးတဲ့ခါမှာဆိုရင်ကျွန်တော် likeness ရွေးတဲ့ခါမှာဆိုရင်ကျွန်တော်ဒီနောက်ခံပုံပေါ်မှာပဲကျွန်တော်ရဲ့ဒီ sugar ပုံပေါ်လာပြီပေါ့နော်ကဘီအဆိုရင်ကျွန်တော်ကနေတော့ခက်ပါရေးထပ်လို့ရသေးဆိုချီအပေါ်က layer 1ကိုပဲကျွန်တော်ကနေပို့ဆိုတော့ဒီ double click မိပြီးတော့ layer style တခုခေါ်လာမှာပေါ့နော် okay ဒီမှာဆိုရင်တော့ကျွန်တော် blending option ဆိုတာရှိရဲ့ brandy option ရဲ့မှာကျွန်တော်တို့က ठी tier 1က ठी brandy option တက်ရောက်မဲ့ clear ပေါ့နော် search ရမှာ for this clear ပေါ်မှာပဲအဲ့ this clear ပေါ်မှာပဲကျွန်တော်ကနေတွေ့ကြတော့ပတ်တာကြီးလေးကိုဖြည့်ပေးတဲ့ moment တွေပဲဆွဲနေတော့ပေါ့နော် okay အပြည့်အစုံကြောင့် okay တွေ့ရမယ်စစ်တူရောစစ်တူမျိုးလေးဖြစ်သွားပြီပေါ့နော် အဲကျွန်တော်အတူဆုံးကြိုရဲ့ပဲပြရတဲ့အတွက်ကြောင့်မြင်းလေးလေးပေါ်တော့လည်းမလူအချက်ဒီဆီရပါလေဆိုတော့ဒီနောက်ခံရပေါ်မှာဒီအပေါ်ကပေါ့နော်ဒီလီယာဝိုင်းရဲ့ပုံတွေပါနေဒီဒီယာဝိုင်းရဲ့ပုံတွေပါနေပေါ့နော်ပေါ်တော့လိုက်ပြီးလောက်ကြည့်မယ်ဆိုရင်တော့ဒီပေါ့နော်အေး background နဲ့ကလီပုံကိုပန်တူးတုံးပြီးတော့ဖြတ်လိုက်ဖြတ်ပြီးဆိုမှဒီယာဝိုင်းကိုတင်း ဟိုရှူပြင်းပုံကိုတင်ပေါ့နော်တင်ပြီးအခါကျမှကျွန်တော်ဒီဇိုင်းနည်းလမ်းတွေပဲတခုချင်းစီရွေးကြည့်ပေါ့နော်ပုံတစ်ပုံနဲ့တစ်ပုံအလင်းမောင်မတူရဲ့ပုံမှာမူတည်ပြီးတော့ဒီမှုတွေကတော့ क्वे ပါလိမ့်နည်း so barrier လိုက်ပြီးတော့လုပ်ကြည့်စနေဆိုရင်တော့ background ကို background layer လေးမှာရှိတဲ့ဒီလူပုံစံလေးကျွန်တော်ပန်တူးပုံကိုဖြတ်လိုက်ဖြတ်ပြီးအခါကျမှရှူပြင်းပုံကိုတင်လိုက်တင်ပြရကြမှာဒီကျွန်တော် clipping mic ကို OI ဒါဆိုရင်တော့ Bobby Teacher ရဲ့ double exposure အခက်ပုံကိုရရှိမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီတင်ငန်းစာတွေကတော့ဒီလောက်ပါပဲ။ အားလုံးလည်းကျေးဇူးတင်ပါတယ်။နောက်နေ့မှာနောက်ထပ်တင်ဆက်ရည်နှစ်တူပြန်တွေ့ပါမယ်။ See you guys.